ဟုတ်ကဲ့မင်္ဂလာပါဗျဒူရီ KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ဗျဒီနေ့ကတော့တောက်ကြပွဲသိန်း7နိုင်တမီနီအတွက်ဒူရီကနန်းပေါ့နော်ကိုမတို့ကလည်းကြည်ပြီးတော့ကြာရင်တော့သုံးပါဗျဒီနေ့မှာတော့ကျွန်တော်ကနန်းနည်းနည်းပဲထုတ်ပေးမှာပေါ့နော် ဟုတ်ကဲ့ဗျာခဏန်းလည်းကျွန်တော်တို့တလုံးမကြံတော့တယ်ပေါ့နော်ဒီတလုံးကလည်းဘယ်လိုလာမလဲပေါ့နော်ထွက်မှာလားပြောက်မှာလားပေါ့နော်ဝမ်းကျင်နေတဲ့မှာလည်းတွေ့နေတော့ခက်တယ်ဗျာဒီတလုံးကလည်းဒီလေးပရိတ်ကလည်းဒီနေ့မှတော့ဆက်ပြီးလာအောင်မလားပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ ညနေပိုင်းမှာခွန်ပရိတ်မနက်ပိုင်းမှာခွန်ပရိတ်ပေါ့နော်ညနေပိုင်းမှာ၄ပရိတ်မနက်ပိုင်းမှာ၄ပရိတ်ဒီညနေပိုင်းမှာ၄ပရိတ်ဆိုတော့မနက်ပိုင်းမှာ၄ပရိတ်ကပြန်စင်းအောင်မလားပေါ့နော်ဟုတ်ကဲ့ဗျာဒီမှာတော့ကျွန်တော်၅ပိုင်းကိုကျွန်တော်၅နောက်ပိတ်လေးလေးတွေးထားတယ်ပေါ့နော်ကိုမတို့ကကြည့်ပြီးတော့ကြိုက်ရင်တော့အသုံးပေါ့ဗျာနော်အားလုံးမဲ့နားလည်းမလို့လဲထင်တယ်ဗျာကျွန်တော်တို့ကလည်းဒီဘက်မှာတော့မနေ့ရက်ဆိုလဲလွဲချော်တယ်ပေါ့နော်6ခွန်းနေမှာပြောင်းသွားတယ်ဗျာ ထိတ်စီလိုင်းလေးမှန်နေတာဖြစ်တဲ့အတွက်ထိတ်စီလိုင်းပြတော့လဲပြတဲ့အချိန်မှာလွဲတယ်ဗျဆမ်းမားတယ်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဒီမှာတော့ကျွန်တော်9နောက်ပိတ်လေးရထားတယ်ပေါ့နော်ကိုမတို့ကလည်းကြည့်ပြီးတော့ကြာရင်တော့သုံးပါဗျဒါဆိုရင်ကျွန်တော်ဒီမှာ1လုံးပိုင်းလေးပေါ့နော်ဒီ9ပိုင်း size လေးကိုလည်းကျွန်တော်ပြပေးမယ်ဗျ ော်ဒီမှာ6ရက်5ရက်ဒီရက်9ရက်ဒီ3လုံးပေါင်းချင်းဒီ10ဖြစ်လို့10ရက်ပါဝါဒီ3 3ဒီကျွန်တော်ဒီမှာလုံးပိုင်းပြဒီ3ပိုင်းဒီကျွန်တော်နောက်ပိတ်လဲပေးတယ်ဗောနော်ကျွန်တော်3ပိုင်းမှာ4 3ဆိုပြီးတော့ထွက်တယ်ဗျကောင်ကင်းနဲ့ခုမနဲ့ငါးတက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကြောဒီမှာ နောက်တစ်ပင်ဒီ၈ရက်၈ရက်ပေါင်းချင်းဒီ6 6နဲ့ဒီက4နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းချင်း3ညဖြစ်လို့3ညရဲ့ပါဝါဒီ5 5ဒီကျော်ဒီမှာလုံးပိုင်ပြတော့ဒီ5ပိုင်မှာကျွန်တော်တို့2 5ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒီ5ဒီကျွန်တော်တို့နောက်ပိတ်လဲပေးတယ်ဗျဒါကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီခွင်းရခွင်းရပေါင်းချင်းဒီ၄၄နဲ့ဒီက၂နဲ့ပေါင်းတော့၆ ဒီ၃လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါတီတတတီကျွန်တော်ဒီမှာလုံးပိုင်ပြတော့တက်ပိုင်မှာကျွန်တော်တို့၃တက်ပေါ့နော်ဒီဘက်ကလုံးပိုင်ဒီကျွန်တော်တို့နောက်ပေးပေးတယ်ပေါ့နော်အလုံးမဲ့နားလည်းမလို့ထင်တယ်ဗျကိုမားတို့ကတော့ဂျိုင်းနှစ်တန်မှုရှိမှလည်း၃ပေါ့နော်ဒါဆိုကျတော့ဒီမှာ၄ရဲ့၃ရဲ့ပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီက၃နဲ့ပေါင်းတော့၃ညဒီ၃လုံးပေါင်းခြင်း၃ညဖြစ်လို့၃ညရဲ့ပါဝါတီ၅၅ဒီကျွန်တော်ဒီမှာလုံးပိုင်ပြ နားဒီကျွန်တော်ဒီမှာလုံးပိုင်လည်းပေးတယ်နောက်ပိတ်လည်းပေးတယ်ပေါ့နော်ဒီမှာနောက်ပိတ်လေးကိုလည်းကျွန်တော်ပင်ဒိုလေးပေါ့နော်သူသွားနေတာလေးကိုကျွန်တော်ပြပေးမယ်ပြတော့ဒီမှာ၄ရ၅ရဒီရခွန်ရပေါ့နော်ဒီ၃လုံးပေါင်းကျင်းဒီ6ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ဒီလည်း၂ရ၁ရဒီရနောက်ပိတ်ရပေါ့နော်၃လုံးပေါင်းကျင်းဒီဒီ၃လုံးပေါင်းကျင်းဒီလည်း6ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုကျွန်တော်ဒီဒီနေ့မှာလည်းကျွန်တော်တို့ ဒီ၃လုံးပေါင်းခြင်းဒီ6လို့ဖြစ်ရမယ်ဆိုရင်ဒီမှာ38ပေါင်းခြင်းဒီ1ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့9နောက်ပိတ်ပဲထည့်ရမယ်ပေါ့နော်6ဖြစ်အောင်ဆိုရင်တော့အကူမလို့ကိုးကြိုက်လာတော့မသိဘောနော်ကိုးကတော့ကျွန်တော်တို့ကိုးကတော့တလုံးနဲ့ကြံတော့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ထိတ်စီးလေးလဲတွေ့နေတာဖြစ်တဲ့အတွက်ကျွန်တော်ထိတ်စီးလေးကိုပြပေးမယ်ပေါ့နော်အကူမတို့ကတော့ကြိုက်နှစ်တက်မှုရှိမှလဲ၃ပြ တော့ဒီမှာ၈ရက်၁ရက်ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ၉ဖြစ်လို့ကျွန်တော်တို့ဒီ၃လုံးပေါင်းခြင်းဒီလည်း၉ဆိုပြီးတော့ဖြစ်တယ်ဗျဒီမှာကျွန်တော်တို့၈၁ပေါင်းခြင်းဒီ၉ပေါ့နော်ဒီနှလုံးပေါင်းခြင်း၉ကိုဒီ၃လုံးပေါင်းခြင်းဒီ၉ဆိုတော့ကျွန်တော်တို့ဒီမှာ၄ထိပ်ဆိုပြီးထည့်ရမှာပေါ့နော်၄ထိပ်ကိုကျွန်တော်တို့၃နောက်ပိတ်နဲ့၄၃ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျတော့ဒီမှာနောက်တစ်ပင်ပေါ့နော် နောက်တစ်ပင်ဒီ DF ခွန်ရဲ့ DF 9ရဲ့ဒီနှလုံးပေါင်းခြင်းတီနှစ်ဒီနှလုံးပေါင်းခြင်းနှစ်ကိုကျွန်တော်တို့ဒီ၃လုံးပေါင်းခြင်းတီလည်းနှစ်ဆိုပြီးတော့ဖြစ်တယ်ဗျဒီမှာကျွန်တော်တို့ခွန်၃ပေါင်းခြင်းတီ၃ညဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာနှစ်ဖြစ်အောင်ဆိုရင်နှစ်ထိပ်ဆိုပြီးထည့်ရမှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနှစ်ထိပ်ကိုဒီ9နောက်ပိတ်နေတွဲရင်နှစ်9ဆိုပြီးတော့တဲထွက်တယ်ပေါ့နော်90ရဲ့90ရဲ့ကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျော်ဒီမှာ နောက်တစ်ပင်ပေါ့နော်၄ရက်ခွင်ရဒီနှလုံးပေါင်းခြင်းတည်တက်ဒီနှလုံးပေါင်းခြင်းတက်ဖြစ်လို့ကျွန်တော်တို့ဒီ၃လုံးပေါင်းခြင်းတည်လဲတက်ဆိုပြီးတော့ဖြစ်တယ်ဗျ၃ရက်၅ရက်ဒီရက်၃ရက်ပေါ့နော်အားလုံးမနားလည်းမထင်နဲ့ကျွန်တော်ဒီမှာ၃၅ပေါင်းခြင်းတည်ရှစ်ဖြစ်နေတာဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်းတက်ဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာ၃ထိပ်ဆိုပြီးတော့ထည့်ရမယ်၃ထိပ်ကိုကျွန်တော်တို့တက်နောက်ပိနေဆိုရင်၃တက်ဆိုပြီးတော့တဲတစ်ခွက်ပဲထိုးရမယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီနေ့မှာ နှစ်ရ3ရပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ9ဒီနှလုံးပေါင်းခြင်း9ကိုကျွန်တော်တို့ကဒီ3လုံးပေါင်းခြင်းဒီ9ဆိုပြီးတော့ဖြစ်ရမယ်ဆိုရင်ယောဒီမာဒီ9တက်ပေါင်းခြင်းဒီ6ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့9ဖြစ်အောင်ဆိုရင်တော့6ထိပ်ဆိုပြီးတော့ထည့်ရမယ်ဗျလေလာဒီစံလေးဝင်လာလေလာဒီစံလေးဝင်လာ ုတ်ကဲ့ပြအားလုံးပဲကျွန်တော်ရှင်းပြလေးနားလဲမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တို့အပေါ်ပင်မှာဆိုရင်ကျော်ဒီအပေါ်ပင်မှာဆိုရင်ကျွန်တော်တို့ဒီ၄ထိတ်၃နောက်ပိနေ၄၃ပေါ့နော်ဒီမှာလဲ၂ထိတ်၅နောက်ပိနေ၂၅ဆိုပြီးထွက်တယ်ဒီမှာလဲ၃ထိတ်၁နောက်ပိနေ၃၁ဆိုပြီးတော့ထွက်တယ်ဗျဒီနေ့မှာကျွန်တော်တို့6ထိပ်ရတယ်5ဒီနောက်ပိတ်ရတယ်ပေါ့နော်6 5ဒီကျွန်တော်တို့ဟောဖြစ်တယ်ဗျဒါဆိုရင်ကျွန်တော်တို့ကိုမတို့ကကြိုက်နှစ်တက်မှုရှိမှလည်း3ပေါ့နော် ငါပိတ်ဆိုတဲ့3965 95ကြိုက်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်မိုးရဝေးတဲ့ကိုထိတ်တဲ့ဟုတ်ပါတယ်ဗျာနော်ကျွန်တော်တို့မှန်ရင်တော့ဟိုဖြစ်မှာပေါ့နော်ကျွန်တော်စိုက်ပြီးတော့ကျွန်တော်ဒီမှာကိုထိတ်တွေ့တယ်ငါးနောက်ပိတ်တွေ့တယ်ပေါ့နော်ငါးဒီလုံးပိုင်းလဲပေးတာတွေ့ရတယ်ဗျဥရသားရဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ